်အလုံးပဲမင်္ဂလာပါကဘာကြီးကိုမွတ်စလင်တွေအကျမ်းဖတ်ဖြစ်စည်းနေပြီလားစာရေးသူကရိုးမလို့ခေါ်ပါတယ်2025ခုနှစ်ဆယ်လပိုင်း9ရက်နေ့မှာရေးခဲ့တာဖြစ်ပါတယ်ခေါင်းစဉ်လေးရပါတယ်လေကဘာကြီးကိုမွတ်စလင်အကျမ်းဖတ်တွေဖြစ်စည်းနေပြီလားဖြစ်ပါတယ်လန်ဒန်မြို့ထဲသို့မွတ်စလင်ကလွယ်ပြီး ရစ်ယာန်ဘာသာဝင်များနဲ့အင်္ဂလိပ်တွေမဝင်ရဘူးလို့မောက်ထုတ်ခံနေရပြီ။ရာရှင်ကို မောင်းနေနေပြီ။တချိန်တုန်းကနေမဝင်သောအင်ပါယာကို ပိုင်ဆိုင်ခဲ့တဲ့အင်္ဂလိပ်တွေဘာလို့မလဲ။ဟာမတ်စ်နဲ့ပါလက်စတိုင်းကို ထောက်ခံတဲ့အကြမ်းဖက်မွတ်စလင်တွေက နေ့စဉ်ရက်ဆက်ဆန္ဒပြနေကြလို့ဒီဒိန်ရဲတွေ24နာရီအလုံးရှုံနေကြပါတယ်။တစ်ဖက်မှာလည်းမွတ်စလင်တွေက ဂျူးဖျားเจ้าတွေကိုမြေပြင်ကနေဖယ်ရှားပြဖို့အတွက်အကြမ်းဖက် လုပ်ငန်းတွေကိုဇက်တိုက်လုပ်နေကြပါတယ်။အင်္ဂလန်ဟာနောက်ထပ်ဆယ်စုနှစ်မတိုင်ခင်မွတ်စလင်နိုင်ငံဖြစ်သွားမလား။အင်္ဂလန်ဟာဝတ်လည်နေတာအိန္ဒိယကိုလွတ်လပ်ရေးမပေးခင်ပါကစ္စတန်ကိုမွတ်စလင်ပြည်နယ်ဖြစ်သတ်မှတ်ပေးခဲ့တယ်။အဲ့ဒါကြောင့်ဂန်ဒီလောက်ကြံခံရတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစုဗုဒ္ဓဘာသာဝင်တွေနဲ့အိန္ဒိယဟိန္ဒူဘာသာဝင်တွေကိုမွတ်စလင်တွေလူမျိုးတုံးတက်ပြတ်မှုတွေလုပ်နေပြီလူမျိုးစုတွေနေတဲ့ရွာတွေသာသနာအဆောက်အဦတွေကို မိရှုံနေပြီထိုအကျန်းဖတ်မှုကိုဝင်းကြီးချုပ်ယူနုကကြိုးကင်နေတယ်အကျန်းဖတ်အားပေး UN ကခိုးချောင်ခိုးဝဲအားပေးနေတယ် UN ဟာမွတ်စလင်အားပေးတဲ့အတွက်နောက်တစ်ချိန်မှာ မွတ်စလင်များရဲ့ဝါမျိုးချင်းကိုခံရလိမ့်မယ်။အကြမ်းဖက် ARS အဖွဲ့ကိုဝင်ကြီးချုပ်ယူနော့ကလက်ကင်တုပ်ဖြစ်အသုံးပြုနေတယ်။ဒို့အတွက်နှင့် ARS သည်သွေးစာနေသောမကောင်းဆိုးဝါးတကောင်လိုဗုဒ္ဓဘာသာဝင် လူနည်းစုများကိုမိရှုတက်ဖြတ်နေသည်။လူနည်းစုဗုဒ္ဓဘာသာဝင်များ သွေးမျက်ရည်ကျနေကြသည်။အီတလီဝင်ကြီးချုပ်မိုလီနီကပါလက်စတိုင်းနိုင်ငံကိုမထောက်ခံသည့်အတွက် မွတ်စလင်များကအီတလီလူမျိုးများရဲ့ဈေးဆိုင်များအိမ်များကိုဖြိုဖျက်နေကြပြီဂျပန်နိုင်ငံတွင်ခိုးဝင်မွတ်စလင်အတူရောက်များကိုလက်မခံဖို့တောင်းဆိုကြများကိုမွတ်စလင်များဆန္ဒပြနေကြပြီအိုင်ယာလန်နိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကမွတ်စလင်ဘာသာကိုယုံကြည်မှုမရှိသည့်အတွက်ယဉ်လုရက်သည်မွတ်စလင်များကို ရန်စသည်ဟု၍ဆန္ဒပြနေကြသည်ဤလုရက်သည် ကမ္ဘာနိုင်ငံများသို့တော်မီလို့ကူးဆက်လာပေသည် ခရစ်ယာန်လူမျိုးများနှင့်ဗုဒ္ဓဘာသာဝင် လူမျိုးများကြိုတင်ပြင်ဆင်ထားဖို့လိုနေပြီနယ်သာလန်နိုင်ငံတွင် ရွှေပြောင်းဝင်ရောက်သူတွေကို လက်ခံပေးလို့လူဝင်မှုကြီးကြပ်ရေးဌာနကိုစံနှပြနေကြပြီလူအုပ်ကြီးကငါတို့နိုင်ငံကိုငါတို့ပြန်လိုချင်နေရွှေပြောင်းခြေချသူတွေကိုရက်တန့်ပေးပါဟုကြွေးကြော်နေကြပြီမွတ်စလင်များသည် စော်ဘောအုပ်ချုပ်ရေးစနစ်နဲ့စရိယာလောကိုပြာထမ်းဖို့ ISIS အလံများကိုဝေယံကဆန်ဆန္ဒပြနေကြပြီဒိမတ်နိုင်ငံတွင်ဂျီဟတ်နှင့်စရိယာဥပဒေပြာထမ်းဖို့မွတ်စလင်များတောင်းဆိုနေကြပြီဒိမတ်နိုင်ငံသည် အမျိုးသမီးများခေါင်းမီးမချုံရဥပဒေကိုပြာထမ်းထားသည်အစ္စရေးသည်ဟာမတ် ISIS အကြမ်းဖက်အဖွဲ့ရန်စမှုကိုလက်ထုတ်ပြန်သည့်အနေဖြင့်ပြန်လည်တိုက်ခိုက်ခဲ့ရာ ဂါဇာသည်တွဲရိုင်နှင့်ပြာဟုစစ်သို့ရောက်ရှိခဲ့သည်။အစ္စရေးကိုထောက်ခံသည့်လူမျိုးများက နေတန်ယာဟုကြားမှာပါစေ။မွတ်စလင်အကြမ်းဖက်များကြာဆုံးပါစေဟု၍ကြွေးကြော်ခဲ့ကြသည်။စီးရီးယားတွင် ISIS အစိုးရကမွတ်စလင်ဘာသာဝင် မဟုတ်သည့်လူမျိုးစုများကို genocide ကျူးလွန်နေသည်။နိုင်ဂျီးရီးယားနိုင်ငံတွင်မွတ်စလင်များသည်ခရစ်ယာန်ကျေးရွာများကိုသွားကာအိမ်များကိုမိရှို့ခြင်း လူများကိုအရှင်လက်လက်မီးရှို့တက်ဖြက်က သမီးပြူများကိုလိန်ကျုံအဖြစ် ခေါ်ဆောင်သွားကြသည်ဗုဒ္ဓဘာသာနိုင်ငံများနှင့်ခရစ်ယာန်နိုင်ငံများရှိခေါင်းဆောင်များကိုပြန်ကြည့်မည်ဆိုရင်နေတန်ယာဟုလိုခေါင်းဆောင်များပေါ်ထွက်ဖို့လိုနေပြီးသူ့လိုခေါင်းဆောင်မျိုးမပေါ်နိုင်သမျှကျွန်တော်တို့မျိုးဆက်သစ်များဤအနာဂတ်သည်မတေချာမရေရာပဲရှိနေအောင်မည်ယခုချိန်တွင်နေတန်ယာဟုတယောက်တယောက်သာမွတ်စလင်များကိုမီးလောင်တိုက်သွင်းနေသည်အမေရိကန်အင်္ဂလန်ပြည်သစ်တို့သည်မွတ်စလင်များကိုနေတန်ယာဟုကဲ့သို့ မီးလောင်တိုက်သွင်းပြီးဆိုလျင်တခြားနိုင်ငံများကလည်းပြုလုလာကြပေးမည်ထို့မှသာမွတ်စလင်များကိုမြေပြင်မှဖယ်ရှားကကဘာကြီးကိုဆေးကြောသလိုဖြစ်သွားပေမည်ထို့မဟုတ်ကကျွန်ုပ်တို့ဤအနာဂတ်ကိုမိသူတော်ဝင်ယူမှာလဲကျွန်တော်တို့အင်မတန်မျက်နှိုးသည့်ဘာသာတရားနှင့်ရေနှင့်မြေကို ဆုံးရှုံးခံရမှာလားယောမ9ရက်10လ2025